အလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ဒီထက်ဒီ application တစ်ခုတည်းကနေပါတီအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်ဗီဒီယိုမှာရှင်းပြပြဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပါနော်ဒါတော့မြန်မာအတွက်အသုံးလုပ်မယ်လို့ထင်ပါတယ်ပေါ့နော်ကိုယ့်ရဲ့မိသားစုဖြစ်ဖြစ်ပေါ့နော်ကိုယ့်သင်ငယ်ချင်းတွေကိုကိုယ့်ရဲ့ဖုန်းတွေကနေပေါ့နော် internet ဖြစ်ဖြစ်တာဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းပေးဖြစ်ဖြစ်တာဖြစ်ဖြစ်ပေါ့ဗျာဒါဒီအလုံးကျွန်တော်ကဒီဖုန်းသလုံးထဲမှာပေါ့နော်ထည့်ထားပြီးတော့ကြည့်လို့ရပြန်အဲ့တော့ကျွန်တော်ပြပေးမယ် နံပါတ်ပြောင်းရဆိုတော့နှိမ့်မယ်เนาะပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ဒီထက်ရှိခွင့်ရှိတယ်အများဆုံး20အထိချိန်ထားလို့ရတယ်ပေါ့เนาะဒီထက်ပေါ့เนาะတခြား single တွေတော့မရဘူးဆိုပြီးရင်ကျွန်တော်တို့ဒီမှာအတိထက်တဲ့မယ်ဆိုရင်ကျွန်တော်နံပါတ်တိထက်တဲ့မြည်ဆိုတာကိုနှိမ့်ပြီးတော့အပေါ်ကအဒီဖြူဆိုတာကိုနှိမ့်မယ်เนาะအောက်ကဟာကိုမနှိမ့်နဲ့เนาะအပေါ်ဟာကိုနှိမ့်မှရတယ်ဗျပြီးပြီဆိုရင်เนาะကျွန်တော်ကဒီမှာဖုန်းနံပါတ်အတိတကူကိုကျွန်တော်အစမ်းထည့်ပြပေးမယ်เนาะ ဒီပေါ်မှာကတော့ကိုထည့်ကျင်တဲ့ဖုန်းနံပါတ်ပေါ့နော်ဒီချက်ဖုန်းနံပါတ်ကို10လုံးမှအောင်ထည့်ပါပြီးရင်ကိုတခါတည်းအဲဒီဖုန်းမှိုင်ရှင်ရဲ့နံပါတ်ပါထည့်ထားခြင်းလို့ဆိုနံပါတ်ရောပေါ့နော်တခါထည့်တာပေါ့နော် OTP ကတော့ကျွန်တော်ပထမဆုံးရှိတဲ့ချိန်တော့လိုတယ်ပေါ့နော်နောက်ဆိုရင်တော့မလိုတော့ဘူးဗျာနောက်ဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းနေရာနေပဲအချိန်မီပေါ့နော်အဲသူ့ရဲ့ဒီဖုန်းစင်ကတ်ကိုပေါ့ဗျာထိန်းချုပ်လို့ရတယ်ဗျာโอเคအဲ့တော့ကျွန်တော်တို့ပထမဆုံးချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ OTP ကျွန်တော်ဒီမှာထည့်ပေးလိုက်မယ်နော် အခုနီလနေ့ကကျွန်တော်တို့လောက်ထားတင်နေပြအရင်နဲ့မှအဆင်ပြေတယ်ပြောလို့ရမယ်ကျွန်တော်တို့ဖုန်းစင်ကတ်တွေပေါ့နော်โอเคကျွန်တော်ဒီမှာဆိုရင်3ကတ်ကျွန်တော်ချိန်ထားပြီးပြီနော်ကျွန်တော်နမီလက်ပေးထားတယ်ချိန်ထားပြီးပြီဒီမှာ3ကတ်ရှိတယ်ဗျအာကျွန်တော်တို့ကိုပြန်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းပြန်ဖြုတ်လို့ရတယ်နော်အပေါ်မှာပြင်ဆင်ရင်ဆိုတော့နေပြီးတော့ကျွန်တော်တို့ပြင်ဆင်လို့ရတယ်နံပါတ်တွေဖြုတ်မလားနမီတွေပြန်ချိန်မလားပေါ့နော်ဒါတွေလည်းကျွန်တော်တို့ပြုလုပ်လို့ရသေးတယ်ဗျ โอเคကျွန်တော်ဒီမှာဖုန်းနံပါတ်3လုံးချိန်ကြပြီးပြီဆိုတော့ကအာကျွန်တော်ဒီမှာတော့ပြန်ပြင်ကျင်တယ်ဆိုလို့ရှိရင်နံမီတွေပြန်ပြင်ဖြည့်ရှင်တယ်ဆိုရင်ပေါ်မိုက်ပုံးတတိကိုနှိပ်လိုက်အကောင့်ထရက်ထွက်သွားလိမ့်မယ်ပေါ့နော်โอเคကျွန်တော်ဒီမှာနံမီရေးပြီးတော့ကျွန်တော်အမီမှတ်ထားမိဆိုတာကိုနှိပ်ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီဖုန်းနံပါတ်နဲ့နံမီနှစ်တာတွဲပြီးတော့ပေါ့နော်မှတ်ထားလို့ရတယ်ပေါ့နော်ဘယ်သူကပဲဖုန်းနံပါတ်ဆိုတော့ပြီးရင်လည်းကျွန်တော်တို့တယောက်ချင်းစီကိုပြောင်းမယ်ဆိုရင်အဲ့ဒီဖုန်းနံပါတ်လေးကိုနှိပ်ရထားကျွန်တော်အော်တိုပြောင်းသွားရပေါ့နော် ဆိုဒီမှာတခုချင်းဒီကျွန်တော်ဒီမှာနံမည်လိုက်ပြီးတော့ထည့်ထားလို့ရတယ်เนาะပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအားလုံးနံမည်လက်မှတ်ထားပြီးပြီဆိုရင်တော့နောက်ပြန်သွားကြည့်မယ်เนาะပြီးပြီဆိုရင်ကျွန်တော်ဒီမှာအဆင့်ကတခုချင်းစီရဲ့အင်တာနက်ပေါ်တော့လက်ကျန်ဘယ်လောက်ရှိလဲဆိုတာဒီမှာတခုချင်းတခုချင်းကျွန်တော်ဒီမှာပြောင်းပြောင်းပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲဒီမှာ basic ကမှာဆိုရင်အင်တာနက်ဘယ်လောက်ရှိ